ဗိဓမာစာပေလေ့လာခြင်းပထမအဆင့်စိတ်ပိုင်းစာမျက်နှာတက်ပူဇော်ခြင်းယရနာ၃ပါးဖျားရှိကိုဗုဒ္ဓမြတ်စွာစေဓမ္မာနှင့်တန်ခါယူကျိုးလက်ဆောင်မူရှိခိုးပါ၏ဖျားစေဓမ္မာစေဓမ္မာဆိုဒီမှာမက်လီပါဖိုလီပါနိဗ္ဗန်တပါပရိယတ်တပါ ပေါင်း10ပါးဖြစ်ပါတယ်။အဘိဓမ္မာအဘိဓမ္မာဆိုဒီမှာတုတ်တန်တဓမ္မထက်တာလွန်ထူးခြားသည့်ဓမ္မဖြစ်တော်ကြောင်းအဘိဓမ္မာဓမ္မထူးဓမ္မလွန်ဟုခေါ်လေသည်။ဝိနည်းကဝိနည်းဓမ္မကတုတ်တန်အဘိဓမ္မာဓမ္မဝိနည်းဆိုတော့တုတ်တန်ဝိနည်းအဘိဓမ္မာ၃မျိုးဖြစ်ပါတယ်။ အဘိဓမ္မခုနှစ်ကျမ်းအဘိဓမ္မခုနှစ်ကျမ်းမှာဓမ္မသင်္ကနီကျမ်းဝိပင်ကျမ်းဓာတုကထာကျမ်းပုဂ္ဂလပိညာကျမ်းကထာဝိထုကျမ်းယမိုက်ကျမ်းပဋ္ဌံကျမ်းဟူ၍ဖြစ်ပါတယ်။ဟောကြားရာကြာမြင့်ကာလတွေကတော့ဓမ္မသင်္ကနီကျမ်းက12ရက်ဝိပင်ကျမ်းက12ရက်ဓာတုကထာကျမ်းက6ရက်ပုဂ္ဂလပိညာကျမ်းက9ရက်ကထာဝိထုကျမ်းက10ရက် ရမိုက်ကျန်းက20ရက်ပဋ္ဌာန်းကျန်းက25ရက်ဖြစ်ပါတယ်။အဘိဓမ္မာခုနှစ်ကျန်းကို အတူကောက်ကလေးတွေနဲ့မှတ်မယ်ဆိုရင်ဒံဝိဒါလကယပဋ္ဌာန်းအဘိဓမ္မာခုနှစ်ကျန်းနဲ့ဒံဆိုတာကဓမ္မသင်္ကနီကျန်းဝိဆိုတာကဝိပင်ကျန်းဓာဆိုတာကဓာတုကထာကျန်းလဆိုတာက ပုဂ္ဂလပညတ်ကျန်း ကဆိုတာကကထာဝိတ္ထုကျမ်းရကရမိုက်ကျမ်းပဋ္ဌံကတော့ပဋ္ဌံကျမ်းပဲဖြစ်ပါတယ်ဟောကြားရာကြာမြင့်ကာလလေးတွေကိုမှတ်မယ်ဆိုရင်ဓမ္မတင်ဝိပင်ကဒွါဒတရက်စီ6ရက်ကြာကျန်ဓာတုရဲ့နေ့ပုဂ္ဂလာ9ရက်ဟောမွတ်ခဲ့သည်ကထာဝတ်ရက်ရှိကြီးဝိတ္တပရမိုက်ကျမ်းပင်စဝီပဋ္ဌာနာရဲ့လို့ ရတုံးလီမေတော်မိကို ဟောသည့်ယတန်နဲ့ဓမ္မတင်ဝိပင်ကဓမ္မတင်ကဏီနဲ့ဝိပင်ကျန်တို့ကတော့ဒွါဒတယက်စီ စနိယက်စီဖြစ်ပါတယ်6ရက်ကြာကျန်ဓာတုရဲ့နေ့ဓာတုကထာကျန်ကတော့6ရက်ဖြစ်ပြီးတော့တဲ့ပုဂ္ဂလာ9ရက်ဟောမွက်ခဲ့သည်ပုဂ္ဂလာဆိုတာကပုဂ္ဂလပြည့်ညက်ကျန်ကိုပြောတာ ခုနှစ်ရက်ဆိုတော့ကြာချိန်ကခုနှစ်ရက်ကထာဝတ်ရရှိနီတဲ့ကထာဝတ်ဆိုတာကကထာဝတ္ထုကျမ်းရရှိနီဆိုတော့ရှိရက်ဝိတပယမိုက်ကျမ်းယမိုက်ကျမ်းကတော့ဝိတပဆိုတာက20ရက်ဖြစ်ပါတယ်နောက်ပင်စဝီပဋ္ဌာနာရယ်လို့တဲ့ပင်စဝီဆိုတာကပင်စကငါဝီကဝိတပပင်စဝီဆိုတော့25ရက် ပဋ္ဌာနာဆိုတော့ပဋ္ဌံပဋ္ဌံချက်က25ရဲ့ဖြစ်ပါတယ်တဲ့ဓမ္မတင်ကဏီချံဓမ္မတင်ကဏီချံရဲ့အတိတ်ပဲကပရမတ္ထတရားများကိုဒုက္ကတိက မာတိကလိုက်ရေတွက်ပေါင်းယုံပြသောချံဖြစ်ပါတယ်ဝိပင်ချံဝိပင်ချံရဲ့အတိတ်ပဲကပရမတ္ထတရားများကိုအကျယ်ဝေဖန်ဟောကြားသောချံဖြစ်ပါတယ် ဓာတုကထာကျမ်းဓာတုကထာကျမ်းရဲ့အဓိပ္ပာယ်ကတော့ခန္ဓာ၅ပါးအာယတနာ၁၂ပါးဓာတ်၁၈ပါးသစ္စာ၄ပါးအပြင်ဝေဖန်ဟောကြားသောကျမ်းဖြစ်ပါတယ်ပုဂ္ဂလပညတ်ကျမ်းပုဂ္ဂလပညတ်ကျမ်းရဲ့အဓိပ္ပာယ်ကတော့ပညတ်တရားများ ဟောကြားသောကျမ်းဖြစ်ပါတယ်ကထာဝတ္ထုကျမ်းကထာဝတ္ထုကျမ်းရဲ့အဓိပ္ပာယ်ကတော့ အယူဝါဒရေးရာနှင့်ပတ်သက်ပြီးဟောပြသည့်ကျမ်းဖြစ်ပါတယ်။ယမိုက်ကျမ်းယမိုက်ကျမ်းရဲ့အဓိပ္ပာယ်ကတော့ပရမတ္ထတရားများအားလုံးအစုံလိုက်ဟောပြသည့်ကျမ်းဖြစ်ပါတယ်။ပဋ္ဌံကျမ်းပဋ္ဌံကျမ်းရဲ့အဓိပ္ပာယ်ကတော့အကြောင်းအကျိုးဆက်များကို ဟောပြရာကျမ်းဖြစ်ပါတယ်။စုစုပေါင်းလူတို့ရေအတွက်အပြင်ဝါဒင်း၃လကာလပတ်လုံးရက်ပေါင်း60ဖြစ်တော်လဲ။ တောင်ရင်သာနတ်သက်တရက်ဤအပုံ400ပုံတပုံမြတာရှိ၍နတ်သက်အယမိနစ်ပိုင်းမြတာရှိသည်တဲ့စိတ်ပိုင်းပထမဆင့်စိတ်ပိုင်းဆာမဏေတပူဇော်ခြင်းပြပါပြီဓမ္မမိတ်ဆွေများကိုစိတ်နှပါကြမ်းမှချမ်းသာတော်မူကြပါစေရှင်ယခုဓမ္မပူဇော်သူကတော့ပန်တစ္ဆာနေရီတာဖြစ်ပါတယ်ရှင်